ားလုံးပဲမင်္ဂလာပါများစိုင်းတဲ့တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပြီးမှရုံတံပြီးတော့ဖိုင်ရတော့တမတော်ကြီးကတိုက်နိုင်တဲ့အရေးချင်းမရှိတော့ဘူးလားဟုဆိုလာတဲ့အဘသာပိုင်ကိုပြောနေရုံတံပြီးတော့လည်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာဘသာပိုင်ရကိုကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးရဲတွေရဲ့အခြေအနေကိုလည်းပြောဆိုထားပါသေးတယ်အားလုံးလည်းဒီခါကိုဝင်ရောက်ကြည့်ရှုလေလာတုံးတက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းတဲ့တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ်လေးလ2025ပေါ့နော်ဒီပိုင်ရဲ့ဒီအခုလို့စကားမျိုးကပိုင်တုံးပြောဘူးနော်ပြောခဲ့တယ်ပြောခဲ့တယ်ဒါပေမဲ့ဒီနေ့ရတော့ပိုင်ပြောမှာနော်ပြောမှာဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တန်းတော်အနေနဲ့ကျွန်တော်အားမရတာကဟိုကြာပြီဗျတော်တော်အားမရတာတော်တော်ကြာပြီသို့တော်လည်းပဲဒီနေ့ဒီချိန်မှာဒီစကားကိုပြောတင်တယ်လို့ကျွန်တော်အနေနဲ့ယူဆပြီးကျွန်တော်ပြောတာဖြစ်တယ်နော်တော်တော်ဒီဘက်မှာတန်းတော်ကဘလောက်ထိစေတနာကောင်းနေထက်ကောင်းအောင်ပါလဲကောင်းစေတနာကောင်းလေတန်းတော်လားတိတ်လေပဲ နိုင်ငံတော်ကြီးရဲ့နိုင်ငံတော်မှာရှိနေတဲ့တကယ်အာနာရှိပြီးအာနာပိုင်ဆိုင်နေတဲ့ပုံကိုယ်တွေစေတနာကောင်းတွေအောက်မအောက်ချိန်မှာရှိတဲ့တမန်တော်ရဲ့တိတ်တွေပဲနော်အဲ့ဒါကျွန်တော်မြင်နေရတာကိုကျွန်တော်ပြောတာနော်ကျွန်တော်မြင်နေရတာပြောတကယ်မခံမရက်နိုင်လို့ကျွန်တော်ပြောတဲ့စကားဖြစ်တယ်နော်ကျွန်တော်တို့ကတိုင်းပြည်ငြိမ်းချမ်းဖို့လိုတယ်တိုင်းပြည်ငြိမ်းချမ်းဖို့လိုတယ်မြန်မာပြည်ကာကွယ်ရေးတပ်မတော်ချီလာပြီဆိုတော့တက်ချင်းကိုငငယ်တွေကကြားခဲ့ဘူးတဲ့။ဩအဲ့ဒီလိုပဲငါတို့မြန်မာပြည်ကိုကာကွယ်နေတဲ့တပ်မတော်ကြီးပဲဆိုတဲ့အားဖြင့်အမြဲတမ်းလည်းထောက်ခံတယ်။အမြဲတမ်းလည်းကျွန်တော်တို့ဒါတပ်မတော်ကိုထောက်ခံတဲ့အကြောင်းပဲပြောတာနော်။စစ်အုပ်ချုပ်ရေးကိုထောက်ခံတဲ့အကြောင်းတခုမှမပြောဘူး။ ဒါကျွန်တော်ဒါမှန်တဲ့စကားပြောတာအဲ့တော့တက်မလို့ကျွန်တော်ထောက်ခံတဲ့အချိန်မှာမြန်မာပြည်ကိုကာကွယ်မီတက်မလို့ခြိတာပြီးဆိုပြီးတော့တချင်းကိုငငယ်လေးကကြားဘူးခဲ့ပြီးရနေကြတဲ့တန်ခေါင်းထဲမှာဆွဲနေတဲ့တချင်းတဲ့ပုံလည်းဖြစ်လို့ဟောတကယ်လေးယုံကြည်ခဲ့တယ်အခုရခိုင်ပြည်တပြည်တော်မှကျွန်တော်တို့ကာကွယ်ဖို့ဆိုတာစဉ်းစားလို့တော့မရအောင်ဖြစ်မနေ့တနေ့မှအေးဆိုတာဖြစ်လာတယ်မနေ့တနေ့မှအေးဆိုတာဖြစ်လာတယ်ဒါကိုကျွန်တော်တို့တက်မလို့အင်းနေမှာကာကွယ်နိုင်ဘူးမဟာဗျူဟာကြကြမတိုက်သွားဘူး နော်အခုချိန်ကြီးတိုက်မဟာဗျူဟာကြကြ2021ကစပြီးတက်မအေဆိုတဲ့အဖွဲ့စပြီးတော့နေမြေပေါင်းစုံကိုတိမ့်နေပါပြီဆိုတဲ့ကိုကတက်တော်ကြီးကမဟာဗျူဟာကြကြတစ်ချက်မှတိုက်မသွားဘဲနဲ့အခု300ပဲကျန်နေနော်300ပဲကျန်နေဒါကျွန်တော်မှန်တဲ့စကားပြောနော်မှန်တဲ့စကားပြောတာတက်တော်ကိုထောက်ခံတဲ့လူတယောက်ကမှန်တဲ့စကားပဲပြောတယ်လိန်တော်ကြီးတခုမှမပြောဘူးအဲ့တော့ဘာကြောင့်မဟာဗျူဟာကြကြမတိုက်တာလဲဒီနားမှာအေတွေရောက်လာပါပြီဆိုရင်ဒီနားလေးကိုဘုံသွားချတယ်ဟိုနားလေးမှာရောက်လာပါပြီဆိုခိုးနားလေးကိုဘုံသွားချတယ် ချွေစည်းတွေလွေစည်းတွေမဟုတ်ဘာပြောရကြကြတခါလေးကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းတိုက်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုညောင်ကျိုးဒီဘက်တွေတောက်လျှောက်တောက်လျှောက်ရောက်လာပြီသူတို့တိုက်မယ်ဆိုတဲ့နေရာတွေမရောက်ဘူးဆိုတဲ့နေရာတွေမရှိသွားခဲ့ဘူးဒါအဲ့ဒါကြောင့်ကျွန်တော်တို့ထိနေမယ်တက်မတော်ကအရေးချင်းမရှိတာလားအေးရပဲအရေးချင်းရှိတာလားအေးဘလို့မျိုးလဲဒါကတက်မတော်အကြီးကြီးနဲ့မသိကြအောင်စောင်းနေတာလားမလုံနိုင်တော့တာလားဒါမှမဟုတ်တရုတ်ကိုပဲသွားပြီးအခုကြီးကပ်ပြီးတော့ပဲဒီလိုကျွန်တော်တို့ပြန်ပေးပါဆိုပြီးတော့ပြောမှလားစဉ်းစားလို့မရတော့ဘူးနော်အခုကျွန်တော်ငလင်လေးထပ်ဖြစ်တယ်ငလင်လေးဖြစ်တော့အပြစ်ခတ်20ရက်20ပေါ့ဗျာ3ဘတ်ပေါ့ရပ်ပြီးတယ် နှစ်ရက်နဲ့ရော20နှစ်နဲ့ရပြီလေအပြစ်ခက်ရပေးလိုက်တာအကုန်လုံးသွားတာပဲနော်နေရာတိုင်းမှာအင်းတော်တို့ပါလို့နေရာတိုင်းမှာပတ်ပြီးတော့ဒါအတိုက်ခိုက်ခံပြီးတော့ဒါတတ်မလို့ဘိုးကျုံဆောင်မင်းထုံးနဲ့ပြောထားပြီးသားရှိတယ်ဘိုးကျုံဆောင်မင်းထုံးနေတိတယ်ဆိုတာကအောက်ခြေကနေပြီးစရောပြန်ချင်းကိုတန်းပေါ်တာတတ်မလို့မှာဘယ်နေရာဘယ်နေရာမသိစရာတနေရာမှမရှိဘူးတတ်မလို့ရဲ့နောက်ဆုံးအကြီးခဲဗျာဒီဟောလားဘိုးကျုံမူကြီးရဲ့အောက်မှာဆိုလို့ချင်းဘယ်သူရှိမလဲဘိုးကျုံမူကြီးဟလားအာဥဆုံးဝင်ရှိမယ်ဥဆုံးဝဲအောင်ပါဟလာကျွန်တော်ဘောကျောက်ကျောက်သားလေးရှိမယ်ဟလာဒါတီးရည်ညိညိကိုရှိမယ် ဲ့ဒီအောင်မှာဒါကတော့9ယောက်ရှိပဲအဲ့9ယောက်ကလည်းသူတို့ကဒီနေရာတွေသူတို့ပိုင်နေသူတို့တိုက်နေတဲ့နေရာတွေအကုန်လုံးကိုသူတို့ကချုပ်ကန်ပြီးသားဖြစ်တယ်ဟုတ်လားသူကစင်ငန်းစင်ငန်းချုပ်ကန်ထားတဲ့အနေအထားတွေရှိတယ်တောင်တော်တခုမှာစင်ငန်းစင်ငန်းအမိတ်ကိုနာခံနေရတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ရခိုင်မှာလည်းတနက်တွေလက်နက်တွေကြီးတန်းနေအပုံလိုက်ခဲနိုင်အုံလိုက်ကျင်းနိုင်နေပါဖက်ခံသွားတယ်လက်နက်ချသွားတယ်ဒူးထောက်သွားတယ်လေဘဲဖြတ်ခံလိုက်ရတယ်အသေးခံလိုက်ရတယ်တပ်မတော်သားတွေအများကြီးထောင်ထဲချီတောင်းနေကြဒီပုံကိုယ်တွေမသိဘူးလားဆိုဒီပုံကိုယ်တွေလည်းသိပါပဲဒါကြောင့်ဒီနေရာတစ်ခုကိုဖြူဝါကြမာဖြူဝါကြကြတိုက်ခိုက်မှုမရှိဘဲနဲ့ ကျွန်တော်တို့ငါးဖွဲ့ရငစားချတယ်လို့မျိုးခုနလေးတစ်ဖွဲ့ချလိုက်ဒီနားလေးပြစ်လိုက်နောက်တစ်ခါကြောက်လို့ရှင်ဒါဟိုပလောင်နေဆိုလဲမုကုံပါဟာလာရန္တာလေးတူးလိုက်ပြီးွားလို့ရှင်လို့ရှင်လက်နဲ့တွေဝင်လိုက်တက်ကိုပြန်တိုက်လိုက်နေပဲကျွန်တော်တို့စစ်အေးလားစစ်နွေးလားပါလဲစစ်မေးလားတော့မသိဘူးအဲ့လိုတွေဖြစ်နေဖြစ်တော့ကျွန်တော် တက်မောင်အောင်ချိန်မှာရှင်တက်မောင်သားလေးအကုန်သေးတာပဲတော်တော်များများတေကုန်ကြတယ်တော်တော်များများဟိုလက်နဲ့တွေချပြီးတော့တုံမန်းနေစစ်တုံမန်းနေဖြစ်ကုန်ကြတယ်လမ်းရှိုးဆိုတာလည်းတက်တေတက်ကရရှိတယ်နော် အများကြီးအများကြီးနေရာတိုင်းမှာဖိုင်နေမှာတက်လာတဲ့လေဗင်းဖြတ်ပြီးတော့တက်ခမ်းတဲ့ဘာနဲ့မှာမာဗီဝါကြကြတနေရာမှာကျွန်တော်တို့တိတိယောက်ယောက်နဲ့တကယ်တက်မလို့ရဲ့ဟိုမြမတက်မလို့မြမဗီကိုကာဝယ်နိုင်တဲ့အရေးကြီးတဲ့တက်မလို့ရဲ့မြမဗီကာဝယ်နိုင်တဲ့အစင်တန်းမျိုးမပြတာသေးပဲနဲ့2025ပြန်ရောက်လာပြီနော်အခုငလင်းဘေးမှာတက်မလို့သားတွေတွေ့တယ်ဒီငလင်းဘေးကိုကျွန်တော်ပြောတာရိုးရိုးလေးပဲတက်မလို့သားတွေတယောက်မှမလာပါနဲ့မလုပ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့တက်မလို့သားတွေကာဝယ်မဲ့လုပ်ကိုပဲလုပ်ပေးပါငလင်းဘေးကိုတက်မလို့အောက်ချိန်မှာရှိနေတဲ့နော် ်။နောက်ဆုံးစင်များရက်ွက်ထဲမှာရှိနေတဲ့ရာနဲ့မအုပ်ချုပ်ရင်မှုတွေဟုတ်လား။မိသက်တွေစင်ငယ်စင်ငယ်သူတို့ပတ်စံနေတောက်လျှောက်ယူလိုက်တယ်ဗျာစစ်မှုတန်းဦးလေးပြောလိုက်ယူလိုက်အစင်းတိုင်တိုင်းယူလိုက်ဟိုအိမ်ရောက်မယ်ယူလိုက်ခြံစိုးခတ်မယ်ဆိုလိုက်ယူလိုက်ဟိုကလှုပ်လိုက်ဒီကတို့လိုက်ရနေတဲ့ပတ်စံနေတပုံပြီးမယ်ဟာလားရက်ွက်ထဲမှာရှိနေဆိုနှလုံးတိုင်းသုံးလုံးတိုင်းနေရာစလောင်းဝင်းသားအရက်ဖဲဝိုင်းအမျိုးဆုံးရှိတဲ့ဟာတွေသူတို့ပတ်စံနေပဲပတ်ကောင်းနေတာဒီလိုနေရာလေးကိုထွက်ခိုင်းပါလားဟုတ်လားရက်ွက်ရက်ွက်တကွက်မှာဩဂတာတွေရဲတွေရှိတယ်ဗျာရဲတွေလည်းရှိတယ်ဒါရဲတွေဆိုကျွန်တော်တော်များများတွေ့နေတယ်ကျွန်တော်ပြောခဲ့တယ်နော် ဟလာအရက်ဆိုင်မှာဘီယာဆိုင်မှာအောက်မှာပတ်စံတောင်းဖို့ဖမ်းဖို့ကြားလို့ရှိရင်တော့မှကျွန်တော်တို့သွားပြီးတော့ရဲစခန်းမှာအမှုဖွင့်တော့မှချက်ချင်းလုံမပေးသေးဘူးဒါတွေကအများကြီးရှိတယ်နော်အဲ့ဒီပြဿနာတွေကတော့အများကြီးရှိတယ်ကျွန်တော်ဒါဒါကျွန်တော်တိုင်းပြည်မှာမပြောတဲ့အနေထားပဲရှိတာဟုတ်လားအဲ့ဒီရဲတို့ဘာလို့ယူနီဘောင်းတွေပြောင်းကန်းလဲယူနီဘောင်းတွေနဲ့တမန်တော်တွေကိုဖယ်လိုက်ပါရဲတွေအစားထိုးပြီးထည့်ပါရက်ကွက်ဥက္ကဋ္ဌဥချုပ်ရင်မှုတွေနဲ့ရိုင်မှုတွေဒီလိုပြဿနာတောင်းတယ်ဒီလူတွေကိုထည့်ပြီးတော့လောက်ခိုင်းပါလားဒီလူတွေကမင်းသားတွေဖြစ်နေတာအကုန်လုံးဖြစ်နိုင်လို့ရှင်တက်မတော်သားတွေပဲသွားပြီးအိုခဲတွေတည်ပြီးပြီးသွားရင်တနက်တွေကင်ပြီးသွားတိုက်ပြီးတော့ဒီမြန်မာနိုင်ငံမှာဒါမျိုးလုပ်ဝင်ကိုတက်မတော်သားတအုပ်ပဲရှိတာလား ဟုတ်လားကျွန်တော်ပြောချင်တာဒါတမန်တော်ဒီတရက်လုံးမှာကတမန်တော်သားတွေကြီးပဲမြန်မာတနိုင်ငံလုံးကိုလိုက်လိုက်နေလို့ဖြစ်နေဟုတ်ငယ်ရေးပေးသွားတမန်တော်သားတွေပြီးချောင်းပြက်ခံသိငါလည်းမေးထုံးဒီလောက်အောင်အိုခဲတွေတန်းတယ်ပြီးရှည်တန်းသွားသေးတယ်ဒီမှာရှိနေတဲ့လူတွေကလူတွေမဟုတ်ဘူးလားအဲ့လူတွေခိုင်းနေဟုတ်လားတချင်ကြီးတွေရှိမှအများကြီးကဟိုပရိုက်တာဘွက်တွေဆိုအများကြီးလာတယ်အများကြီးရှိတယ်ပရိုက်တာဘွက်တွေဝိုင်းလုံးပေးမဲ့သူလည်းရှိတယ်ဒါညွန်ကြားဖို့တခုပဲလိုအပ်တယ် နော်တိုင်းမတော်သားတွေကိုအေးအေးတညနဲ့ကျွန်တော်ပြောတယ်တိုက်ဝဲနဲ့မြန်မာပြည်အေးကြောင်လောက်ပါဒီနေရာကြီးလက်ထက်သုံးလိုက်ဟိုနေရာလက်ထက်ဒီမှာတနက်ကင်ပြီးတော့ဟိုမှာတော့တက်ခိုင်းလိုက်ဒီဘက်မှာအိုခဲတွေပြန်လာတက်ခိုင်းလိုက်ဆိုတော့တိုင်းမတော်သားတွေနေရာတကမှာသူတို့ကြီးပဲလိုက်လုံနေကြတော့မခံနိုင်တော့သူတို့လည်းလူပဲဟုတ်လားတိုက်ဝဲတွေမှာအကုန်လုံးပိတ်ဆက်နေကြတယ်ဒါကျွန်တော်တို့တိုက်တဲ့လောက်တိုင်းမတော်သားဒီမှာအိုခဲလာတဲ့အဲ့ဒီနေရာနေပြီးတော့တိုက်ဝဲတွေကြာရှုံးလာလို့ဒီဘက်ဝင်လာဒါတွေထပ်ပြီးတော့ပြက်စီးအောင်ပါပဲအဲ့တော့ကျွန်တော်တို့လာတာတိုင်းပြည်မှာကျွန်တော်တို့လာတဲ့အနေထားတိုင်းပြည်မှာတိုက်ဝဲတစ်ပွဲကိုကောင်းကောင်းမွန်မွန်နိုင်အောင် နိုင်မလို့ပြန်လဲပြီးတော့အေးချမ်းအောင်ဥမာရခိုင်ဆိုရခိုင်ပြည်နယ်ပုံမှန်တိုင်းနဲ့ပြန်ပြအောင်လှုပ်ဆောင်နိုင်စွာမရှိတော့ဘူးလားလို့ကျွန်တော်အနေနဲ့မေးခွန်းထုတ်ချင်တယ်။မဟာပြည်ဝကြကြမတိုက်တော့ဘူးလားလို့လည်းမေးခွန်းထုတ်ချင်တယ်။နော်မဟာပြည်ဝကြအတိုင်းမှာဆိုလို့ချင်းဒါပြည်သူတွေရဲ့မြန်မာပြည်ကာကွယ်မှုဆိုတက်တော့ကြမြန်မာပြည်ကိုကာကွယ်ပြပါဒီအခုပြည်ထောင်ဟာတွေကိုဒါကိုကျွန်မကြီးမေးအောင်လိုက်နိုင်ငံတကာကိုကူညီတောင်းတယ်ရောက်လာတဲ့နိုင်ငံတကာကဒါရီယာတန်တမန်ကြီးအရာအရန်အောင်မြင်တဲ့ပုံကိုဖြစ်တယ်ဒါကိုလေးစားတယ် နော်နိုင်ငံရဲ့ရေချီတည်နှံ့မှုအတွက်ကိုနိုင်ငံရဲ့ရေချီအကျိုးစီးပွားအတွက်ကိုလှုပ်ဆောင်မှုကိုတွေ့တယ်မြင်တွေ့နေရတယ်ဒါတွေကလည်းကြောင့်ကာကွယ်ရေးဦးစီးချုပ်ကြီးခုလက်ရှိဟိုနေမှာဦးမေအောင်လှိုင်ရဲ့အရေးချင်းတွေကိုမြင်တွေ့နေရတယ်ဒါမှလည်းတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးရဲ့တာဝန်လက်ရှိမှာလည်းရှိနေသေးတဲ့အတွက်တက်မတော်ကတော့ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုကျေပွန်ဖို့လိုတယ်နော်အဲ့အားလေးတော့ကျွန်တော်မကြေပုံဘူးလို့ပြောမှမဟုတ်ဘူးနော်ကျွန်တော်တက်မလို့ပါလေဒါပိတ်ဆက်လိုက်ရတာလေဒါတက်တဲ့တကားနဲ့အများကြီးပဲကျွန်တော်ပြောတဲ့စကားလွဲစရာမရှိဘူးအဲ့တော့ကျွန်တော်ရခိုင်ကိုအရန်စိတ်ပူတယ် ဗမောကတော့ဒါဗမောကတော့ထွက်လာတဲ့မြောက်ကိုကျွန်တော်တို့လုံနေတာကိုတွေ့တယ်ဗမောကတော့ဖြစ်တဲ့သားသားနဲ့ရင်ဆိုင်နေတာကိုတွေ့တယ်ဒါပေမဲ့အဲ့ဒီတနင်္လာလုံးကိုလည်းဒီဟာတက်ကြလှုပ်ဆောင်သွားတာတော့မရှိသေးဘူးလာချိုးမှလည်းထုံသီးလကောင်းပဲဒီတိုင်းပဲပြက်ပေးလိုက်တာရှိတယ်တိုက်ယူသွားတာမရှိဘူးဒါတော့လူမသိကြလို့လည်းကျွန်တော်တို့ကန့်ကွက်စရာမရှိလို့ကြိုးစိုးလဲနော်ဒါပေမဲ့မြန်မာပြည်ကာကွယ်မှုဆိုတဲ့ခုံသိက္ခာနဲ့ကတော့နည်းနည်းလွဲနေတာပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ဒါနိုင်တဲ့ဖြည့်သွားတော့မှာမဟုတ်လို့ဒါလေးတော့ပြောရင်းနဲ့ပဲကျွန်တော်တို့ဒါရခိုင်ရေးကိုစိတ်ဘူးတယ်ဒီနေ့ရခိုင်မှာဒီနေ့ရခိုင်ပြည်နယ်မှာအေးလေးအခုတိုက်နေတဲ့အချိန်ဟာ ဒါကျွန်တော်ကြားသီးလို့စိတ်မကောင်းဖြစ်တဲ့အချိန်ပဲဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြောခြင်းဖြစ်တယ်တမ်းတော်အနေနဲ့ဒါမာဘီဝါကြကြဒီရခိုင်အေအေကိုဟိုနှိမ်နေနိုင်ဖို့အတွက်ကိုဒါမြန်မာပြည်သူများအနေနဲ့တောင်းဆိုတယ်အဲရှင်းရှင်းပြောလို့ချင်လို့ချင်းရစစ်ဘေးရှောင်နေတဲ့ညီကိုမောင်နှမများကိုစားလဲတောင်းဆိုတယ်ဒါပြည်သူတွေနဲ့အတူတောင်းဆိုတဲ့အတွက်ဒါတမ်းတော်အနေနဲ့လှုပ်ဆောင်ဒီနေ့ပိုင်းဆောဆောအဆက်ပေါ့နော်ဒီငလျင်ဘေးမှာဆိုလို့ချင်းရလည်းပဲကျွန်တော်တို့ဒါတောက်လျှောက်အကုန်လုံးသိတယ်ဒါရဲတွေထွက်လာတာမတွေ့ဘူးဘယ်ရင်မှာပတ်စံတွေလှူတယ်ဆိုတာမရှိဘူးသူတို့တော့ရလာမရှိဘူး ရက်ွက်အုပ်ချုပ်ရေးမှုတွေဟလာရက်ွက်မှာရှိနေတဲ့လူတွေအုပ်ချုပ်ရေးပိုင်းမှာရှိနေတဲ့လူတွေဟလာရက်ွက်ထဲမှာနှလုံးဒီတွေသုံးလုံးဒီတွေခြေရောင်းတဲ့လူတွေအရက်ရောင်းတဲ့လူတွေမွေးရဖဲဝိုင်းပါညာအများကြီးကမွေးဆေးဝါးရောင်းတဲ့လူတွေဒါနဲ့ပဲကြိတ်စားနေဒီတကယ်တကယ်တိုင်းပြည်ရဲ့ဟုတ်လားဟိုဘာလဲဘေးဒုက္ခရောက်နေတဲ့တဘာဝဘေးပဲဖြစ်ဖြစ်ဘာပဲရေးပဲဖြစ်ထွက်လာတာကိုမတွေ့ဘူးထွက်လာတာကိုမတွေ့ဘူးဟလာထွက်လာကြတဲ့ဟိုမရှိမရှိမဲ့တန့်တော်သားတွေတချို့လာကြတယ်ဟိုရဲဘော်တယောက်ဘာလဲအောင်ပြေဆုံးလားမသိဘူးเนาะရေးဘက်ကတဏ္ဍာကစကူလာပါလားထားလိုက်ပါတော့ရဲဘော်ကတော့မဟုတ်ဘူးပတ်ဆက်9000လွှဲပြီးလူကိုင်းတာမျိုးရှိသေးတယ် ရဲဘော်ဆိုတဲ့အဆင့်ကဘာမှရတာမဟုတ်လာတာရတာမဟုတ်ထန်းတော်ထန်းပြေးဆိုပြေးတိတ်ဆိုသေးဆိုအဆင့်ရအောင်မှဒီလိုမျိုးစိတ်ထားနှလုံးသားနဲ့ဒါအကောင်းကြီးတူတန်းကြတာရှိတယ်ဟုတ်လားနှလုံးစီသုံးလုံးစီ line ကြီးဘက်ကောင်မပေးလို့ချင်းလာဖမ်းမယ်ဆိုတဲ့ဟာတွေကတပြားမှမလို့ကြီးလိုက်လို့ချင်းဘီယာဆိုင်အရက်ဆိုင်ဟာလာ KTV မှာဆက်အာအကောင်းလုံးသူတို့ပဲနော်အခုကနိုင်ငံတော်ဘလို့ဖြစ်နေလဲဆိုတော့တမ်းမသားကအလွတ်ပေးဆက်တယ်လို့ဖြစ်နေအလွတ်ပေးတေခိုင်းတယ်လို့ဖြစ်နေအလွတ်ပေးဆက်ခိုင်းတယ်လို့ဖြစ်နေဒါတွေကလည်းကျွန်တော်တို့အတွက်ကျေနပ်မှုမရှိဘူးနော်နေရာတိုင်းနေရာတိုင်းကအဓိကကြီးနေတယ်ချို့ ဟိုကျွန်တော်ဒါနေပြီးတော့သွားပြီးတော့လှူတဲ့လမ်းကြောင်းတစ်ချောက်ဆိုတော့ကျွန်တော် uniform နဲ့ဝတ်ထားတဲ့အတက်ကြီးပိုင်းနေနော်တက်ကြီးပိုင်းနေတော်တော်တက်ကြီးပိုင်းနေ uniform နဲ့ဝတ်ပြီးတော့သူဝနေဖြစ်တယ်ဒီတပ်မတော်သားတွေကဒီတက်ကြီးပိုင်းရွယ်အိုကြီးပိုင်းအတက်60ပိုင်းတော့အကျော်သေးတော့တွေ့ရတယ်နော်ငယ်ရတဲ့သူကထားလိုက်ပါမပြောတော့ပါဘူးဒါအကုန်လုံးလိုက်လိုက်ကြည့်တဲ့အချိန်ကျတော့ဒါကျွန်တော်တို့ပြောချင်တာက နေရနေရနေရတိုင်းမှာတက်မှာသားလေးလုံကြွေးအတွက်လောက်တော့တော့လက်ခံပေးမယ်ဒီ pride ဘက်တွေမှာလည်းသူတို့တားပင်ခံတယ်ပြီးရင်လည်းသွားတိုက်ပြန်တော့လေဒီမှာနေအားရင်ရောက်ရောက်နေအားမင်းဘာဆိုင်တော့လေသူတို့ကန်းနဲ့သူခွဲတာသူလူနဲ့သူခွဲတာဆိုမဟုတ်ဘူးလေမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးတောင်းတော့မှာကျွန်တော်ပြောတာရှင်းရှင်းလေးအေးဒါနောက်တန်းနဲ့ခြေတန်းတွေကိုကျွန်တော်ဖွဲပြမှာတိုက်မယ်ဆိုတဲ့နေရကြလို့ရှိရင်တိုက်ရင်ငင်းကြမို့ငါတို့တိုက်ရတာဒီတိုက်ရင်အေးကြမို့တော့တိုက်ရတာဖြစ်တယ်နော်တစ်ဖက်ဥမာပေါ့မြန်မာပြည်ထဲမှာရှိနေတဲ့ဒါပြည်နယ်တိုင်း၁၄ခုဟာလာအဲ့ဒီတိုင်းမှာရှိနေတဲ့ကိုပြည်နယ်ကြီးမပြတ်ကြီးသွားအောင်လို့ ကိုယ်နိုင်ငံကြီးမှာပြသတော့ဒီပြည်နယ်မှာထားကြတောင်းကြဒီပြည်နယ်တခါလဲငင်းကြအောင်လုပ်ရမယ်ဒီပြည်နယ်မှာဖြစ်ဒီပြည်နယ်မှာတခါလဲငင်းကြအောင်လုပ်ရမယ်ဟာလားအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟိုဘက်ကိုလည်းနည်းနည်းတော့နည်းနည်းတော့နည်းနည်းသေးပါပဲမြန်မာတော့မြန်မာသေးပါပဲတဲတဲဒီနေ့ကို50ထဲလိုက်ဟိုနေ့ကိုအမကေစေရေးကို50ထဲလိုက်တိုက်ပွဲကို50သွားထဲလိုက်တိုက်ပွဲ50သေးပါဒီဘက်ကေစေရေး50ပြန်သွားငကိုတဲ့အဲ့ကိုတရားလုံးဖြစ်တဲ့ဒီကောင်မအဲ့မှလောက်ကြလို့ရှိရင်ဒါတက်မလို့လိုက်နဲ့တိတ်တယ်မှုမရှိဘူးနော်အခုကမြန်မာနိုင်ငံမှာတက်မလို့လားတရားဟိုနေရာတိုင်းမှာထိုးကျွေးခံနေရလို့ထိုးပေးခံနေရလို့ဖြစ်နေတယ်ဒါကိုကျွန်တော်တို့အနေနဲ့ဒါတက်မလို့ဘိုင်းဆိုင်ရာအကြီးအကဲတွေပုံသိတယ်ဘလောက်သေးလဲဆိုတော့စည်ရင်နဲ့တိလိမ့်မယ် နော်ဒါလားဆုံးမှာလူအင်အားဘယ်လောက်ဆုံးရောက်သွားလဲဒါတိုင်းတိုင်းစစ်သေးတာကြီးဘလို့ပါသွားလဲဟလာကချင်ပြည်နယ်မှာဘလို့ဖြစ်သွားလဲကယားပြည်နယ်မှာဘလို့ဖြစ်နေလဲကချင်ကရင်အကုန်လုံးမှာဘလို့ဖြစ်နေလဲဆိုတာဒါတမ်းမော်ရဲ့အကြည့်ဟိုစင်းနေချိပြီးသားဒီပိစက်မှုတွေအားလုံးကပြန်မရှင်းလာတော့တယ်လို့ပြက်စီးသွားတယ်ဆုံးချုံသွားတဲ့ခါကြီးဘာမှဖြစ်မလာတော့ဒါပိစက်မှုအကြီးပဲအဲ့တော့ကျွန်တော်တို့အနေနဲ့ပြောချင်တာကရက်ွက်တွေမှာနော်ခြံစည်းကိုခန့်အောင်ပတ်စံတောင်းတယ်နော်ခြံစည်းကိုခန့်အောင်ပတ်စံတောင်းတဲ့ဒါအုတ်ချွေပိုင်းသူတွေရှိတယ်အများကြီးပဲ ဒါမဲ့ကျွန်တော်ဒီနာမတစ်ခုပြောချင်တယ်အဲ့ဒီလိုလူတွေကိုခင်ဗျားတို့ဒါကျွန်တော်နဲ့ကျွန်တော်ဒီဖိုင်ကို share ချင် share ပေါ့ဗျာနော်သိတဲ့လူတွေတွေ့တဲ့လူတွေခင်ဗျားတို့ရက်ွက်မှာဖြစ်နေလို့နော်ခင်ဗျားတို့အဲ့ဒီတက်ဆိုင်ရသူတွေတိုင်ကြားချင်တယ်ပြောချင်တယ်ဓာတ်ပုံပို့လိုက်အချင်းဆိုင်တာဖောက်ပြန်တဲ့သူကျွန်တော်ဖိုင်ကနေပြီးမှကျွန်တော်စီကနေမှတင်ပေးမယ်နေရက်လိမ့်လာနမ်းမဲ့ယူပတ်စံလာတောင်းတဲ့အချိန်ကာလာအကုန်သားမှတ်ထားဒါမှမဟုတ်ခင်ဗျားတို့ကျွန်တော်စီပို့ပြီးတိုင်လို့လေခင်ဗျားတို့ဘာမှမဖြစ်ဘူးနော်ပြန်ပြီးတော့ထိရောက်ခံအရေးယူခံမှသာမရှိဘူးအဲ့ဒီလာလုံးဆောင်တဲ့သူတွေအရေးယူခံမှအောင်ကျွန်တော်တာဝန်ယူတယ် ကျွန်တော်ပြောတာရိုးရိုးလေးနော်ခဏတို့အဲမတရားအနိုင်ကျင့်ပြီးတော့ဟာလာငွေကြေးလာကောက်ခံပြီးတော့အဲဒါမျိုးလုံဆောင်နေပါဆိုကျွန်တော်ဓာတ်ပုံနဲ့တကွာပို့ပြီးနိုင်ငံတော်ဆင်းကိုလည်းတိုင်မယ်ပြောမယ်ကျွန်တော်ဒါကိုလည်းဒီလူတွေရဲ့အချင်းဆိုင်တာဖောက်ပြန်မှုလည်းကျွန်တော်တင်ပြပေးမယ်ဒါကျွန်တော်ပြက်ပြက်သားသားပြောတာဒီတိုင်းကတော့ကျွန်တော်ကိုဟိုဟာလေးပါပြဒီဟာလေးပြပြဿနာတောင်းပါညာတော့ကျွန်တော်မပြောနဲ့ကျွန်တော်ကဒါတိကျမှန်ကန်တဲ့အလုပ်တစ်ခုပဲလုပ်တတ်တဲ့အတွက်ကျွန်တော်ရဲ့ဟိုဒီဟာလေးတော့ကျွန်တော်အားနဲ့ကြက်ဖြစ်တယ်ကျွန်တော်ကသူများပြောတိုင်းလည်း မပြောတတ်သလိုသူများဒါဆိုကိုကိုဘာလုံမဲမကိုတော့မမြင်ဘူးတဲ့လူတွေကဒီလိုမျိုးလာလာပြောနေတယ်ဆိုတာကျွန်တော်ကိုယ်တိုင်တက်တဲ့ခုနဲ့ပြရင်ဒါမြင်နေမှတ်မိတယ်ဒါဒါတော့ကျွန်တော်ကဒီလိုပတ်စံလာတောင်းတဲ့ဒီလူကဒီလူရဲ့နာမည်ပါ냐ဆိုရင်ဟုတ်ပြီအဲကျွန်တော်စုံစမ်းပြီးကျွန်တော်ပြောပေးမယ်တိုင်ရက်တက်ဆိုင်ရာပို့ပေးမယ်ပြီးရင်ကျွန်တော်ဒီလူရဲ့အချင်းဆိုင်တာဖောက်ပြန်ကြောင်းကိုနိုင်ငံတော်အဆင့်တိအောင်ကျွန်တော်ပြောပေးမယ်နော်ဒါလေးတော့ကျွန်တော်ပြောချင်တယ်ဒီစကားလေးတော့ကျွန်တော်ရေးရေးလေးလေးတော့နားလေအောင်တော့တိုးစားတာပါဟုတ်လားခင်ဗျားတို့ဒီမှာငွေကြေးအလွတ်ကောက်ခံနေတယ်အဲဒါအာနာပြပြီးတော့အာနာကိုအလွဲသုံးသားလုပ်ပြီးတော့ငွေကြေးတောက်ခံနေတယ်စစ်မှုတန်းဥပဒေပဲဖြစ်မြည်သည့်အကြောင်းအရာပဲဖြစ်နေစေလှုပ်ဆောင်မှုတွေလာတယ်ဆိုလို့ကျွန်တော်ခြံစည်းကိုခတ်လိုက်လို့ပတ်စံလာ ောင်းရင်ဖြစ်နေပါစေဓာတ်ပုံရိုက်ပြီးချုပ်စီပို့လိုက်ကျွန်တော်စီပို့လိုက်ကျွန်တော်အဲ့ဒါအချင်းလိုက်တာဖောက်ပြန်တဲ့ဒူပါဆိုပြီးကျွန်တော်တင်ပြပေးမယ်အဲ့ဒီကမတင်ပြခင်မှာတက်ဆိုင်ရာကိုကျွန်တော်တန်းပို့ပေးမယ်ဒါတော့အရင်မယူပေးဘူးလားလို့မေးပြီးတော့မှအာဒါမဟုတ်ပါဘူးဆိုလို့အရင်မယူပေးပါဘူးဆိုလို့ကျင်ကျွန်တော်ဆက်လုပ်ပေးမယ်ဒါကျွန်တော်ရှင်းရှင်းလေးပြောတာအခုပါပြောလို့ဆိုတော့ဒီမှာကကျွန်တော်တို့ကပတ်စံယူတဲ့လူတွေကရက်ွက်တန်းမှာရှိနေတော့တောင်းတော့ဂုံသိခါကြလဲတောင်းတော့ဘက်မှာလဲအများကြီးပေးဆက်မှုတွေများပြီးတော့နှက်ဟိုသိခါကြတာပြတကယ်ရနေပြီတကယ်ဖြတ်စည်းနေတာအဲ့အောက်ချီအစာကြီးဖြတ်စည်းနေတာ အဲ့ဒီအောက်ခြေကဘာအားမှဟိုနေမှာဖြစ်တဲ့လူကစရင်ပြက်စီးနေတာ။ကျွန်တော်ချာတက်တော့ချားကိုအနေနဲ့မပြောဘူးနော်။ဟိုတချို့ဒါတိုက်ပြတာဝန်ထမ်းဆောင်နေတဲ့ပုံစံတွေကိုမပြောသေးဘူး။ဒါတချို့ကတော့ဝန်ထမ်းဖြစ်နေလို့လာတာနဲ့မလုံလောက်တဲ့အနေအထားရှိတာ။ဒါတွေလည်းကျွန်တော်လက်ခံလို့ရ၊နားလည်လို့ရတယ်။နိုင်ငံတော်အဆင့်ကဒုအပ်ကြတယ်လည်းသိတယ်။ဒါမှမဟုတ်ဒီလိုပရိုက်တာလို့ဒီလိုနေရာမျိုးကြလို့ချင်းအဲ့လိုလူတွေလှူတဲ့လူတယောက်မှမထွေဘူး။ကြားတော့မကြားဘူး။ ဘသူမှအားငါအားဒီကပါရမတာဩကရာပါကျွန်တော်တို့ဒါဒါကျွန်တော်ကြောက်ကဒါလိုမျိုးထွက်လူပါလေမရှိဘူးအဲ့မှာရှိနေတယ်ပရိုက်တာဖွဲ့တွေကအမလေးဟိုနဲ့ခွက်လေးတွေနဲ့လမ်းတုံးတွေမှာလိုက်ရောခံခလေးလေးတွေကပုံးလေးနဲ့ခံနေတယ်ပြီးရင်အဲ့ခလေးလေးတွေခေါ်ပြေးနိုင်ကျင်တာအိုက်ကောင်တွေပဲဟဲ့အဲ့စင်းမတိုင်ဘလောက်ဘာမဖြစ်ဘလောက်ဘာမဖြစ်ဘလောက်ဟုတ်လားဒါတွေဒီကောင်တွေတအားယွန်နေအောင်နေဒါကျွန်တော်မှန်တိုင်းပြောတာပြီးသေးတော့တက်မတော်သားတွေကတိရတယ်တော့တိုက်တော့တက်မတော်သားတွေကတိုက်ရတယ်နော်တကယ်တကယ်ပတ်စံယူပြီးတော့ရက်ွက်ထမ်းမှာဒုက္ခပတ်ပေးပြီးတော့မှလိုင်းကြီးမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့တောင်းနေကြတဲ့သူတွေကြတော့ဒီတိုင်းပဲအေးစေးတတရရပဲဟိုပြီးခဲ့တဲ့ရက်တွေကလည်းဒါကျွန်တော်တွေ့ပါတယ်ဟို resorting တွေပါတွေ့တဲ့အချိန်မှာလည်းတွေ့သလိုဟလာဒါ KTV ဘက်သူဖြတ်သွားတဲ့အချိန်မှာလည်းတွေ့တယ်အမလည်းရက်တွေတောက်ပဲမူယူပြီးထွက်လာတဲ့သူတွေဒါတွေကိုအခုနိုင်ငံတော်အစိမ့်နေနဲ့လွတ်မထားသင့်ဘူးလို့ကျွန်တော်ပြောချင်တယ်နော်ဒါတွေကိုလွတ်မထားသင့်ဘူးဒီလိုကဲစိမ့်နေမှာဒီလူတွေကိုထည့်ရမယ်ဒီလူတွေကိုပဲတာဝန်ပေးပါဒီလူတွေပတ်စံကောင်းဖို့အတွက်ကိုဟိုတိုင်းယူကိုဘယ်လိုကောင်းလဲဆိုတော့တန်းတော်ကိုဟိုခုံသိခါကြာစင်းအောင်ညွန်းအောင်ဆေးအုပ်ချုပ်ရေးငါတို့လှုပ်ထားတယ်ဆေးအုပ်ချုပ်ရေးရဲ့ဒါမျိုးကြမင်းတို့ဒါမျိုးပြမယ်ဆိုပြီးတော့အနိုင်ကျင့်တဲ့ပုံစံမျိုးအာဏာနဲ့အနိုင်ကျင့်တဲ့ပုံစံမျိုးဖြစ်တယ် နော်ဒီဟာကကျွန်တော်တို့ဟိုရှင်းပြလို့ရှိရင်နိုင်ငံတော်အယုံဆိုးတယ်လို့အကြီးတန်းလို့ပြည်သူတွေအတွက်တက်တော်ယုံရှာမှုသာဖြစ်တယ်နော်တော့တက်တော်ဒါတွေတေးကြီးတာကြီးဆုံးရှုံးတာလေကျွန်တော်တို့လက်မခံနိုင်ဘူးနော်လူအသက်တွေဆုံးရှုံးတာကိုလည်းလက်မခံနိုင်ဘူးအဲ့တော့ပိုင်ရဲကိုမင်းတော့တိုက်ပါလားတိုက်လို့မရဘူးလေဟုတ်လားတိုက်လို့မရဘူးပန်ရံကောကိုနိုင်တဲ့အားနဲ့ကာကွယ်ပေးတယ်လှုပ်ဆောင်ပေးတယ်အာဒီနာမှာဒီလိုဖြစ်နေဒီလိုပြပြည်သူတွေလည်းစိတ်အေးချမ်းအောင်လှုပ်ပေးတယ်ပြည်သူတွေကိုစိတ်တော့ကဖြစ်အောင်လည်းတခါမှလှုပ်မပေးဘူးပြည်သူတွေစိတ်အေးချမ်းအောင်လှုပ်ပေးတယ်တမန်တော်သားတွေကိုကူညီနိုင်တဲ့ဟာကိုကူညီပေးမယ်ကိုလှုပ်ဆောင်နိုင်တဲ့အရာတခုကိုကိုနိုင်ငံအတွက်လှုပ်ဆောင်ပေးတယ် ဒါကတော့ရှင်းရှင်းလေးပဲเนาะအဲ့တော့ကျွန်တော်ပြောချင်တယ်ရခိုင်ဘက်ကတော့ရှင်းနေပြွာကြကြမလောက်ဆောင်နိုင်ဘူးလားဆိုတော့မေးခွန်းတစ်ခုတော့ကျွန်တော်ထုတ်ချင်တယ်ကြံတဲ့နေရာတွေကတော့ဟိုဒါတော့သူအေးတာလိုက်ပါအောင်မယ်နော်ရခိုင်ကတအားကြီးကိုလူတွေဟိုခေါင်းတွေဖြတ်တာတမျိုးလဲပင်းဖြတ်တာတမျိုးနဲ့နှိမ့်ဆက်ငင်းမှမှုစက်သုံးငန်းတွေပေါ်မှာတော်တော်များလို့ဒါကျွန်တော်စိတ်မကောင်းလို့ထပြောတာဖြစ်တယ်။တမ်းတော်ဒီအနေနဲ့နော်နိုင်ငံတော်အစိုးရအနေနဲ့ဒါလှုပ်ဆောင်ပေးဖို့လဲကျွန်တော်အနေနဲ့တောင်းဆိုတယ်။နော်ကျွန်တော်အနေနဲ့တောင်းဆိုတယ်။ဒါမလှုပ်ဆောင်နိုင်အောင်နိုင်ငံတော်အစိုးရမလှုပ်ဆောင်နိုင်အောင်ရေချိုးဒါလို့ပြောင်းပြန်နိုင်ပြလို့ရတယ်။ နိုင်ငံတော်အဆင့်ပုံကောပြောင်းပြန်နိုင်ပြလို့ရတယ်နော်မြန်မာနိုင်ငံမှာရှိနေတဲ့ဒူးရဲတမ်းပေါင်းများစွာကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဆဲကျင်ထားဆဲအကုန်ဆဲဆဲလို့ရတယ်ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မင်းတို့ဒါလုပ်ဆိုမလုပ်လို့မရဘူးနော်အဲ့တော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မင်းတို့ဒီနေရာကိုဒါလေးလုပ်တင်ပါလေလို့ပြောလိုက်တာနဲ့မလုပ်လို့မရဘူးလုပ်ရတာပဲလုပ်ရတာပဲအဲ့တော့ကျွန်တော်တို့ကဒီအမိန့်ကိုပဲလိုချင်တယ်လို့ကျွန်တော်ပြောရင်းနဲ့ ဒါမြန်မာနိုင်ငံအေဂျင့်ဘုတ်တောင်းဆိုပါတယ်ဗျာနော်တက်မလွန်သားတွေအဲ့မှာရှိတဲ့ကြေးရွာသူကြေးရွာသား AI တိုင်းဘက်မှာရှိနေတဲ့ညီကောင်မောင်တွေအကုန်လုံးအေဂျင့်တည်ငြိမ်စွာနေထိုင်နိုင်ဖို့အတွက်ကိုကျွန်တော်နေနဲ့ဒါဘိုင်ရက်ကိုနေနဲ့တောင်းဆိုပါလေဒီနေ့ fine ရလည်းနည်းနည်းများများလွှင့်ပြီးလို့ရှိရင်လည်းတောင်းမှန်ပါလေဗျာဒီနေ့ကျွန်တော်စိတ်ကနည်းနည်းတိတ်အစမင်းလာပါဗျာဒါကျွန်တော်ကိုယ့်ရဲ့လေးလာ2025ဒါတတိယပိုင်းဖြစ်တယ်နော်နိုင်ငံရေးသမားတွေထွက်လာတာမှထွက်လာတာဒီကျွန်တော်တို့2000ဒီ28ရက်နေ့28ရက်နေ့ဒါငလင်းဘေးမှာဒါမြင်တွေ့တာတွေကျွန်တော်ပြောပြမယ်နော်မြင်တွေ့တာတွေကျွန်တော်ပြောပြမယ် နဆက်ရှင်းနေငလင်ပေးမှာဖြစ်သွားတယ်ကျွန်တော်တို့ဒါကျွန်တော်နေပြီးတော့ရောက်တဲ့အချိန်မှာဟိုကိုဆက်ဆိုးလင်းအောင် ဆိုးတက်အောင်ဆိုးတက်အောင်ဆက်ဆိုးတက်အောင်ပေါ့နော်သူခရိုင်မှုလားမသိခရိုင်မှုခရိုင်ဦးစီးမှုထင်တယ်မိသက် online မှာမိသက်ဦးစီးဌာနခရိုင်ဦးစီးမှုသူကယ်ဆယ်ရေးလုပ်နေတာတွေကိုကျွန်တော်တွားတွေ့တယ်တဲ့တော့ကျွန်တော်အဲ့မှာ data လိုက်ကြည့်တယ်ဒီ online မှာကိုဦးဆိုးလင်းအောင်ဆိုးတက်အောင်သူကငဲတယ်ငဲတယ်သူကိုယ်နိုင်ဟိုးပဲ့ဟိုးချောင်းချောင်းချောင်းကြားတဲ့တွေဝင်ပြီးတော့အတင်းဆွဲအတင်းလုံးလုပ်တယ် နော်အတင်းစားတင်းစားအကျွန်တော်ကြည့်ပါသူခုံယူပြီးလေးစားနေမိတာလူအသက်သူ့အသက်လည်းငငယ်လေးငယ်သေးတယ်သူရာသူကကြီးနေတာငယ်သေးတယ်ပြီးတော့ဒီလိုဘာလဲကျွန်တော်ကလူတယောက်ခုံပြူတော့မယ်ကြီးတော့မယ်ဆိုကျွန်တော်တေးသေးသေးကြည့်တယ်တေးသေးစိုက်တယ်ပြီး၃လင်းကောင်းတော့သူ့ရဲဘော်တွေခေါ်ပြီးမေးတယ်ရင်မအဲ့မင်းဦးနေကခရင်မှုကဒါမှအခုဒီမှာပဲလုပ်ပြဟာမဟုတ်တဲ့ခရင်မှုကတော်တော်သဘောကောင်းတဲ့ဆရာတဲ့ကျွန်တော်တို့အခုကျွန်တော်တို့နောက်တန်းမှာပြိုကျနေတယ်ပြိုကျနေတော့အဲ့ဒီသူတို့ဝင်နှမ်းမိသားစုတွေကဒီလိုကွင်းကြီးနေမှာဒါပေမဲ့အဲ့ရတယ်အဲ့ရတဲ့အချိန်မှာမွေပါကင်းပါလေ သူတို့ဆက်ရလာလို့ရှင်လို့ရှင်လို့ရှင်ဝင်သိမွေးပါကင်းပါလေးကြားထဲမှာဖြောင်းနိုင်မိလေးတွေထုံးပြီးတော့ဒါပိုးကောင်းနေပါရဲ့လာမှာဆုံးလို့ဆိုပဲထုံးမိနေတယ်ဆရာမရအောင်သူပတ်စံနဲ့ဆိုင်ပြီးမီးဟိုစီတော့ဝဲပြီးမီးတဲ့နုံကိုင်းပြီးမီးထုံးကိုင်းနေတယ်ဆရာဝင်သိတပြင်းကြီးပဲစားတယ်တော်တော်တော်ပါသေးတယ်ဆရာဆရာနဲ့လောက်ရတာပို့ပြီးတော့အဆင်ပြေပါသေးတယ်အောက်လက်ငယ်သားပုံမှာတော်တော်ကြည့်တယ်ဆိုတော့အော်ကျွန်တော်အဲ့မှာလေးသားပါတယ်နောက်သူနဲ့ကျွန်တော်စကားပြောတယ်အဲသူလှုပ်ဆောင်ချက်တွေကိုသူ့ဖန်ချင်းနဲ့ကျွန်တော်နိုင်ကြည့်လိုက်တာဒါတော်တော်လေးသားပေါကောင်းတယ်နော်မီးတဲ့မီးတဲ့ကပေါ့အဲ့မှာကျွန်တော်တော့တောက်ချောက်လာခဲ့တယ်ဝက်ဝက်ဖိုင်ဖိုင်နဲ့ရဲတွေလည်းတွေ့တယ်ရဲတွေကကဲစဲကြီးလောက်တာမဟုတ်တော့အေးစဲစဲပဲစားတာတောက်နေကြတာ ဝါဝါဖိုင်ဖိုင်နေနော်အေးစစ်ပဲတာသူငနေလို့ဒီနေလို့ဒီဟုတ်လားကျွန်တော်ပြောတာဒီနေရာမှာကျတော့လုံးဝဟိုလှုပ်ပြီးတော့ဒီပြည်တိုင်းကမကဲတော့ဘူးလားပြည်တိုင်းမှာတာဝန်မရှိဘူးလားဒါပြည်တိုင်းမှာဖြစ်နေတဲ့ကိစ္စတွေနော်ကဲစဲကြီးလဲထားပြည်တိုင်းကလည်းတော့ကာကွယ်ရေးတွေကာကွယ်ရေးကိစ္စလေးလုပ်တမတော်သားတွေကတချို့အတိုက်ကြီးတဲ့ပုံစံတွေရှိတယ်လုံခြုံရေးယူဝေးနေရတာရှိတယ်ဒါဒါလေးကျွန်တော်မပြောသေးဘူးနောက်ပါတီကိစ္စနော်အဲအနေအထားအိမ်မှာကျွန်တော်တမတော်သားတွေပဲလိုက်ပြီးတော့ထုံထုံသုံးဆွဲနေတော့တမတော်သားတွေရဲ့နင်းနာမှုကတအားများနေတယ် ဘာလို့နင်းနာအောင်ညာတိုင်းတော်သားတအူးကြဆုံးတာနဲ့ကျွန်တော်တို့တိုင်းနင်းနာလာပဲနိုင်ငံသူရဲကောင်တအူးကြဆုံးတာပဲ နိုင်ငံတကာကောင်းလူနင်းလာတာပဲမင်းသားတွေဖြစ်နေတဲ့ဟိုရဝတာဥက္ကဋ္ဌကနေရဝတာရဖြစ်နေပါလေဟာလာရက်ကောအုပ်ချုပ်ရေးရုံးကလူတွေအကုန်မင်းသားတွေပဲပစံကောက်ပြီးအေးစေးပြောပြီးတော့တတရစားတောက်နေကြပြီးတော့တတရကိုပြစ်နေကြတာဟာလာနေပြီးတော့သွားတဲ့တစ်ချောင်းလုံးမှာကျွန်တော်တို့ဒါတွတ်တော်အဆောင်အုံတွေပြိုကြတာတွေ့တယ်တောက်ချောက်တောက်ချောက်ဝင်းနေအင်အားတွေပြိုကြတာအကုန်လုံးပြိုကြတာတွေ့တယ်အဲ့ဒါဒီမှာတာဝန်ရှိနေတဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ဆောက်လုပ်ရေးစီပေတို့ပါညာဟာလာအဲ့လူတွေကကျွန်တော်ဒီနေရာတွေမှာသွားပြီးလုံဆောင်ပေးတဲ့နေရက်ကွက်တွေမှာအိမ်တွေဆောက်တယ်တိုက်တွေဆောက်တယ်အမှန်လေဘာမှနိုင်ငံတော်အစင်းနဲ့ကြီးကြပ်စီးစင်းတာမရှိဘူးနော် အဲ့ဒီနာမှာရှိနေတဲ့အဲ့ချင်းလောက်သွားတဲ့ဝင်ကြီးအဲ့ဒါတွေလွတ်တော်မှာအောင်နေပြဘာမှ quality တွေစစ်စေးတွေပြီးအောင်မှလောက်သွားတာမဟုတ်ဘူးဟုတ်လားအေးရတယ်လို့ရတယ်အချောင်းနိုင်အချောင်းပတ်ဆက်ရရလောက်သွားပြိုတော့အဲ့ညာတွေအကုန်ပတ်ပြီးပြိုတယ်ပြိုအောင်ကုန်ပြိုမြောက်အောင်ကုန်မဟုတ်ဘူးဟာလားကွက်ကြားကွက်ကြားတွေဖြစ်သွားခဲ့တယ်ဟာလားဒါသူ quality မမီတဲ့အဆောက်အဦတွေစောက်တာဒါဟောမပြောနဲ့စစ်စေးဖို့မပြောနဲ့ရက်ကွက်ထဲမှာအတိုင်းတွေစောက်နေတာမှာရက်ကွက်မှာရှိနေတဲ့ဟာလားစီပင်ကအဆောက်အဦကအိုးရဟာနေရော့ဘလောက်30 30 30 30ဆိုပြီးမြည်ပြီးတော့စောက်သွားကြတဘုံကြီးဒီ quality ကိုစစ်ဖို့မပြောနဲ့ညီမဟုတ်လား မယောက်ကနရပ်ပါတယ်မှာပိုင်ရဲကိုဆိုပြီးဖုန်းဆက်ပြီးလမ်းပေးလိုက်မင်းတော့လားမဟုတ်ပါဘူးဆိုပိုင်ရဲကိုဖုန်းနံပါတ်3996ကနေ05လေးလေးချင်းကဖုန်းဆက်ပြီးလမ်းပြောလိုက်တက်တဲ့တကနဲ့လက်ညိုးနဲ့ကုန်ထောက်ပြမယ်ဒီအင်းဒီအင်းဒီအင်းဒီဆိုပြီးတောက်ဆောက်ရန်ကုန်တိုင်းမှာထောက်ပြပါလိုက်နော်ဒါပိုင်ရဲပြင်းပြလားကွဲတီမီဖို့သွားမယ်ပြောနေငရင်းနာဖြစ်ရင်တော့မဟုတ်ဘူးတပတ်ဝဝဲဖြစ်အခုမြေကြီးတက်မြုပ်သွားမှာပဲသူကလည်းသူပဲအောက်မှာလည်းကြိတ်စားနေပြီးကြိတ်လုံနေတာ ကျိတ်စားပြီးကျိတ်လုံးတယ်ပြည်အိုင်းလူတွေဒီလိုတပါပါပဲဖြစ်သွားလို့ဟောသူတို့ကငါတို့စားသားလိုက်တာငါတို့သွားလူလိုက်အောင်မဆိုငါတို့အိတ်ကပတ်စံတော့မပြောနဲ့ပိတ်တာချင်းမဲ့ကောင်းနေဒါသူတို့တွေဆိုရင်ဒါကျွန်တော်ရဲ့စင်တဲ့ဟိုကြမ်းမာရင်းတဲ့တော့လောက်ကလူမွေးတော့လောက်ကသူပြန်နေဆုံးရှုံးမဲ့လူတွေပဲကျွန်တော်ကျိန်သာတိုက်တာပြတ်သားတယ်ဘာဖြစ်လို့လဲဆိုဒီအရာတွေကစော်ဦးတွေတော့ quality မမီတေးကြကြစစ်ဆေးဖို့နေတဲ့သားဟိုနိုင်ငံတော်တော့မှဘတ်ဂျက်နဲ့တင်မပြပဲနဲ့အခွန်ဆောင်ပါမှာဆိုလို့တင်မပြပဲနဲ့အောက်ခြေတင်မဲ့30 30 30ဩဂရတွေကသာညှိညက်ပြီးပြီးအခွန်လုံးဝိုင်းပြီးတုတ်တုတ်ကြတာ။ဒါကြီးကအသာဥပြိုကြတော့တာတော့စဉ်းစားနေတာမလို့ เนาะไอ้ดูเนี่ยไอ้ตรุจ้องเป็ดซี้ตัวมาเลยสุดแล้วโอ้ไอ้นี่ตัวกูเปลี่ยนพี่တော့ไอ้วันนี้ဖြစ်ပြီးတော့ตนาငယ်ญาตาเนี่ยငါတင်း90လောက်ရရပြီးတော့1000ตั้วမတူဘူးเนาะအဲ့လိုမျိုးရှိတယ်နောက်ပါတီတွေထပ်ပြောပြအောင်မယ်ပါတီတွေအဲတကယ်ကြကြလို့ကျထွက်လာနိုင်မယ်တလောက်ဒီမှာဟိုနေရတော့ဒါကျွန်တော်ညောင်းနိုင်ငံနဲ့တင်းတော်နဲ့ပါတီကိုကျွန်တော်တောက်ဆောက်တောက်ဆောက်ကြည့်တယ်တောက်ဆောက်ဖုံးဆက်ပြီးတော့ကျွန်တော်မေးတာလည်းရှိတယ်ဒါပြည်သုံးလုံးပါတီကိုဟိုရက်ကတော့ကျွန်တော်မေးတယ်เนาะအခုပါတီပါညာဆိုပါတီတွေရဲ့သဘောတဘာဝရကျွန်တော်ညောင်းနိုင်ငံမှာကျွန်တော်တွေ့တာပဲကျွန်တော်ဖုံးဆက်မှုတဲ့ပါတီပြောတာပါ နိုင်ငံကိုကောင်းကျိုးပြုမဲ့ပါတီတော့မတွေ့သေးဘူးသူတို့ပါတီကိုပဲသူကောင်းကျိုးပြုမဲ့အနေထားမျိုးတွေပဲတွေ့တယ်မိန်းလိုက်တော့ကြာအကိုကြီးနိုင်ငံအတွက်အဲအကိုတို့ဘာအနေဖြစ်လာအားဒါတော့နှစ်ပိုင်းရှိပါတယ်သုံးပိုင်းရှိပါတယ်ပြောတယ်ကျွန်တော်အမေရိကန်နိုင်ငံမှာအိုဘားမားပြောသွားတဲ့တခါကျဒါလားကျွန်တော်တို့နိုင်ပါတယ်နောက်ပါတီကဟလာဒီဟိုနေ့ပါလဲ ဘလောက်လောက်ရှိတယ်လဲကျွန်တော်သိကြတာပါတီမျိုးတဲ့ဝင်မှာ140လောက်မှကြောက်ပါသေးတာဟာကျွန်တော်ဒါကြီးသိကြတာမဟုတ်ဘူးကျွန်တော်သိကြဘာကြီးလှုပ်ဆောင်တဲ့ရှိနေတယ်လဲဟာကျွန်တော်ဒီမှာတော့ငါလေးပေးတဲ့လူတန်းတွေပါလဲကျွန်တော်တို့ဒီမှာတော့လှုပ်ဆောင်နေပါလဲကျွန်တော်ဖြီသူအတွက်ကိုကျွန်တော်တို့အားသွန်ခွန်ဆိုင်လှုပ်ဆောင်တဲ့ဒါမျိုးကိုကျွန်တော်တို့ကလိုချင်တာဟာဒီပါတီကကျွန်တော်ဖြီသူအတွက်ဒီလိုလှုပ်ဆောင်နေပါလဲဆိုဘာရဲကိုပြောပြချင်တာအားမဟုတ်လားလေကဒါပါတီရဲ့အတွေ့အကြုံလို့ပြောပြလို့မြင်မို့ပါတီရဲ့ပါမို့ဒီပါတီကိုကျွန်တော်တို့စိတ်ဝင်လာလာမို့ဒီလူတွေဒီပါတီတွေဒီဖြီသူတွေတွေပါလို့နှစ်ပိုင်းကဖြီသူတွေကဘာလို့ချင်နေမို့ဒီပါကျွန်တော်တို့ဘာလို့ဝေးနိုင်နေမို့လဲဒါတွေကတော်ကီးဒီပါတီတွေကဒါကျွန်တော်တို့ထောက်ခံလိုက်သိပြီးသားမှတ်တော့ပြန်လာတာပြောတာ ပြည့်ပြည့်စုံစုံပြောတာပါတီဆိုတဲ့နေရာမှာနိုင်ပြည်သူတွေကဘာလို့ကျင်လဲပြည်သူတွေကဘာဖြစ်ကျင်လဲပြည်သူတွေကကျွန်တော်တို့တိုင်းပြည်မှာပြောနေတဲ့သူတွေရှိတယ်ဟာလားဒီလူတွေကတည်ကျင်တာအိုးပါတီဘာကြီးလုပ်နေတယ်လဲခင်ဗျကျွန်တော်တည်ကျင်တယ်ဆိုပေးလိုက်တယ်အားရဲ့ဒီချိန်ကျွန်တော်ဒီကာလမှာဒါကျွန်တော်တို့ပြောခွင့်မရှိပါဘူးကျွန်တော်တို့ဒါရုပ်မီဒီယာကြားလာပါဗျဘာမီဒီယာမို့ဆိုကျွန်တော်တို့သွားမှာဟုတ်လားသူကမှလောက်တယ်ပြည်သူကိုစားတည်ကျင်တယ်ဆိုအာကျွန်တော်တို့အခုတော့အလူတန်းတွေလုပ်နေပါလားအဲ့မှာပါပြည်သူတို့စီးစီဆိုလာပါလားမသိပါဘူးကျွန်တော်ဖုန်းဆက်ပြီးပြောဘူးတယ်ဟုတ်လားဒါပေမဲ့ဒီသုံးလုံးပါဒီနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုတက်ပြောလိုက်မှာဟုတ်ပါကြီးလားအဲ့ဒါရွှေနန်းတော်ကအဲ့ဘာမှလေးဆိုရင် ကျွန်တော်အပြင်မှာမြင်လိုက်လို့ကျွန်တော်လက်တော်မစုပ်ဘူးဗျာမြင်လိုက်လို့ရှစ်ခိုးဆိုတော့ကျွန်တော်ရှစ်ခိုးပြလိုက်မှာဒီကောင်မလေးရဲ့စိတ်ဓာတ်ဒီကောင်မလေးရဲ့အရေးချင်းဒီကောင်မလေးရဲ့အနေထားကိုကျွန်တော်လုံးဝလေးစားတယ်ဘာကြောင့်လေးစားလဲကျွန်တော်ဒီကဲလိန်ထဲမှာနေပြောရောက်တဲ့ချိန်မှာဒီကောင်မလေးရဲ့အကြောင်းအကုန်သိတယ်အဲ့ဒီကြီးဆိုတဲ့ကောင်မလေးကသူ့ကိုယ်နိုင်ရအဲ့တိုက်ရောက်တဲ့ဟိုမဝင်ရလို့ဆိုဒေါသတွေထွက်နေတာလေကဲလေတော့မလေးအကုန်ပြန်ပြောနေတာသူ့ကိုယ်နိုင်လက်နဲ့တံပါးကြီးတို့ထုပြီးတော့ရောက်ငယ်နေတာလေဟွန်းရွှေနှန်းတော့ဒါရွှေနှန်းတော့ဆိုင်ကကြီးဆိုတဲ့ဟိုနေမအစိုးတော်လည်းအစိုးတော်ပေါ့သူပရိုက်တာလည်းလုပ်တယ်ပေါ့ဟလာဒါလူတိုင်းဒီမှာပါရွှေနှန်းတော့ဆို အဲ့ကောင်မလေးကဟာတဲ့မက်ကြီးကတော့ပြောကြရမလို့တဲ့ဒီမှာကျွန်တော်တို့တော့မှဝိုင်းပြီးတော့ကောတာတဲ့သူကိုယ်တိုင်မှသူကသူ့လက်ကိုလက်အီလက်ဆော့ကလက်တည်းကရဲတော်နေပြီးတော့ပြီးပိနေတာပဲတဲ့တော်တော်မလုံနိုင်ကြောင်းတော့မှသူကိုယ်တိုင်မလုံနဲ့မိတ်ကလေးမလုံမဝေးရပါဘူးဆိုတော့ဘာသူမိတ်ကလေးမဟုတ်ဆိုပြီးဝေးမယ်ဆိုပြီးလုံတယ်တဲ့အဲ့ဒီလိုလူမျိုးကိုမလေးစားမဲ့မနေနိုင်ဒါပြည်သူအတွက်ကိုကြီးတဲ့လူတွေပြည်သူကိုတန်ဖိုးထားလူတွေပါတီတော့ပါရကျွန်တော်တို့ကဒါပြောရပြောခွင့်မရှိသေးပါဘူးကျွန်တော်တို့ဘာမှမပြောပါဘူးခင်ဗျားတို့ပါတီကိုပဲခင်ဗျားတို့ပြန်ကြောက်ပြီးတော့ခင်ဗျားတို့အထင်းမှာပဲဆူလုံးနေတာအပြင်ပြည်သူဘာမှမပြောနဲ့ခင်ဗျားတို့ပါတီတွေဘယ်တော့မှလည်းဟိုနေပြအောင်နိုင်ငံအတွက်လုံးမှာမဟုတ်ဘူးခင်ဗျားတို့အာဏာအတွက်ပဲဖြစ်သွားတယ်ပြည်သူအတွက်ဆိုတာမဖြစ်တာတော့ဘူး ဟုတ်လားကျွန်တော်တို့မေးလိုက်တယ်မေးလိုက်အာကိုညီလေးညီလေးဟုတ်ပြီမင်းတို့ပါတီကအခုဘာလုပ်နေလဲကိုကြီးတိကျတာအာကျွန်တော်ပါတီဘာလုပ်နေလဲကျွန်တော်တို့နှစ်ပိုင်းရှိတယ်ကျွန်တော်ပြောပြလို့မရတဲ့ပိုင်းတွေရှိတယ်ပြောပြလို့ရတဲ့ပိုင်းတွေဒါတွေအာတိလာချောင်းနေယူတယ်လေကလေးတို့ပါတီပါတော့အာကိုကျွန်တော်တို့အခုငလီမှာလူနေတယ်ကျွန်တော်ဒါတွေအရင်လုပ်ပေးနေတယ်ကျွန်တော်ပြည်သူတွေကျွန်တော်ဘယ်လောက်ပြီးအားလုံးခွန်ဆိုင်ပါတီတွေလုပ်ပေးနေတယ်ဩအေးညီကျေးဇူးပါဒါပါတီတွေလုပ်ပေးပြည်သူတွေလုပ်ပေးလို့ဒါလေးကိုကပြောရမှာသာအမှန်လေးပြောလိုက်တော့သာအကြီးကြီးအကြီးကြီးအဲ့ဒီလိုအကြီးကြီးပြောအဲ့နိုင်ငံတော်ကဘာမှဖြစ်တော့မှာမဟုတ်ဘူးသွားပြီးဘွားပြက်ပြီးဘွားပြက်ပြီး ကိုကတော့ဟောဒီပါဒီလို့ဆိုအာရပါရပျော်ပြီးတော့ဟောအာရပါရကိုကတော့ဟောဟုတ်လောက်တယ်ဒီနေရာလဲတိုင်းပြည်အတွက်ကောင်းကျိုးပြုနိုင်တယ်ဆိုတော့အနေထားမျိုးရှိတာအခုကဘယ်မေးလိုက်လို့ကျေကျွန်တော်နှစ်ပိုင်းရှိပါလေဟိုကသုံးပိုင်းရှိပါလေကျွန်တော်ပါတီဥက္ကဋ္ဌကြီးကဘယ်လိုပြောတာပါလဲဒီကြီးကတည်းကပြောတာဒါလည်းစိတ်ဝင်စားဘူးတိုင်းပြည်ကိုလုံးလုံးပေးနိုင်တယ်မေးလိုက်လိုက်ချိန်မှာပါတီဝင်တယောက်ကပြည့်ပြည့်တော်တော်ပြောရမယ်အနေထားမျိုးစကားမျိုးအဲ့လိုပါတီမျိုးကျွန်တော်ထောက်ခံပေးမယ်အခုမတွေ့သေးဘူးတွေ့ရင်ကျွန်တော်ထောက်ခံပေးမယ် တိုင်းပြည်အတွက်ထောက်ခံပေးမယ်တိုင်းပြည်အတွက်လှုပ်ဆောင်ပေးမယ်ဘယ်ပါပြီးရှိလဲဆိုတော့ကျွန်တော်ကြည့်တယ်အခုငန်လေးမင်းမကြည့်တယ်ကျွန်တော်ဆက်သွားပြောတော့ဂျီတော့မလေးစားမှမနေနိုင်တန်ဖိုးမထားမှမနေနိုင်အဲ့ကောင်မလေးဘူးနော်သူကိုယ်လည်းမလှုပ်ရလို့ဒါကျန်တဲ့ရွှေဒါကျန်တဲ့ရွှေဆိုင်ကြီးအများကြီးပါနော်ဇွဲတဲ့ဇွဲတဲ့ဟာလာမစိုးရိမ်တိုက်ကြီးကိုလှူရဲသူတို့ကျွန်တော်တို့တနိုင်ငံလုံးကျွန်တော်ကိုမြင်ပြီးတော့ကျွန်တော်နဲ့အခုလို့တိတယ်သူ